စ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ကိစ္စတွေဟာပြည်내အစိုးရရဲ့ကင်တွယ်ပုံညံ့ဖျင်းမှုနဲ့ NGO တွေရဲ့ပွင့်လင်းမြင်သာမှုမရှိတာတွေကြောင့်ဖြစ်ပွားခဲ့ရတာလို့ရခိုင်မျိုးသားပါတီဒုတိယခေါင်းဆောင်ဒေါက်တာအေးမောင်ကဝေဖန်လိုက်ပါတယ်။ဦးဖိုးတီဟာသတင်းပေးပို့ထားပါတယ်ရှင်။ ချခိုင်ပြည်နယ်စစ်တပ်မျိုးမှာဖြစ်ပွားခဲ့တဲ့ IMGO ရုံးတွေတိုက်ခိုက်ခံရမှုဟာချခိုင်ပြည်နယ်အစိုးရရဲ့ကံတန်မှုညံ့ဖျင်းမှုနဲ့ IMGO အဖွဲ့တွေရဲ့ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက်ကြောင့်ခုလိုအခြေအနေတွေဖြစ်ပေါ်လာရတာလို့ချခိုင်မျိုးတပ်ပါတီမှဒုတိယခေါင်းဆောင်တဦးဖြစ်တဲ့ဒေါက်တာအေးမောင်ကပြောဆိုလိုက်ပါတယ်။နိုင်ငံတကာဖွဲ့စည်းတဲ့လက်ခံနိုင်ငံတကာနော်အစိုးရမဟုတ်တဲ့ဖွဲ့စည်းတွေကျွန်တော်တို့နိုင်ငံရဲ့ပါတီအားလုံးကလက်ခံဘာကြောင့်လဲဒီ IMGO NGO UN agency အားလုံးကကဘာနဲ့ပတ်သက်တဲ့ပုံစံဖြစ်တယ်။နောက်သူ့မှာသူ့ရဲ့ရင်မှတ်ချက်ရှိမယ်။ပန်းနိုင်ရှိမယ်။အဲ့ဒီအဖွဲ့အစည်းမှာအလုပ်လုပ်ကြမယ်။ကျောင်းစုကအနှံ့နော်ဝန်ထမ်းတွေရှိတယ်။အဲ့ဒါလိုပဲကဘာကလာတဲ့နိုင်ငံပေါင်းစုကလာတဲ့ပုံစံလို့ရှိတယ်။သူ့ရဲ့ policy INGO တို့ရဲ့ policy ထားပါဘူး။ဒီ policy ဟာအစိုးရနဲ့ MOU တို့ပါလေ။သူ့ရဲ့ policy လမ်းကြောင်းကအစိုးရခွင့်ပြုချက်ဘောင်ထေးကပဲသွား။အဲ့ဒီဘောင်ထေးကသွားဖို့အတွက်အစိုးရဟာတိမှတ်ပေးရမယ်။ ရောင်သူအစိုးရတိမတ်ပေးရမှာဖြစ်တယ်လို့ပြည်နယ်အစိုးရကတိမတ်ပေးတာအဲ့တော့အဲ့ဒီနှစ်ခုကြားမှာလူလူရှိလူလူအကျိုးခံစားခွင့်ရှိအောင်ပြည်နယ်နဲ့ပြည်ထောင်စုအစိုးရကဖန်တီးပေးရမယ်ကန့်သတ်ပေးရမယ်ဒီကိမင်းရဲ့ဆိုရအဖွဲ့အနေနဲ့ IMGO အဖွဲ့အစည်းတွေကိုလုံခြုံရေးအပြည့်အဝကာကွယ်ပေးရန်လိုအပ်ပြီး IMGO မျိုးအနေနဲ့လည်းနိုင်ငံရေးရောရှက်မှုတွေမပါတဲ့ကုညီဆောင်ရွက်ဖို့လိုအပ်တယ်လို့ဒေါက်တာအေးမောင်ကပြောဆိုခဲ့ပါတယ်။နော်ညီမချက်တစ်ခုကကုနာပြောတယ်။အမတနိုင်ငံရေးညီမချက်တစ်ခုပါလာခဲ့တယ်ဆို IMGO တို့ရဲ့တာဝန်ဟာ ပြည့်ရွေးနေလို့ကျွန်တော်တို့က IU ဆိုတာနိုင်ငံရေးမှာချက်ရှိတာ။သူကမစ်ရှင်မှာကိုပါတယ်။ဟုတ်နော်။သူကလူသားချင်းကိုချင်းစားတယ်။ စစ်တပ်မျိုးမှာဖြစ်ပေါ်ခဲ့တဲ့အခြေအနေတွေကြောင့် IMGO ရုံးတွေဟာဂဲနဲ့ပြပောက်ခံခဲ့ရပြီးဝန်ထမ်းတွေဟာလုံခြုံရေးအခြေအနေတွေကြောင့်ရန်ကုန်မြို့ကိုထွက်ခွာနေကြရတာပါအဖွဲ့အစည်းတစ်ခုကနောက်ကဘာရှိတယ်လဲဒါကိုဆိုရကြည့်ရမယ်ဒီနေ့ဆိုရကြည့်လူလူတောင်းဆိုတိုင်းလူလူဆန္ဒရှိတိုင်းကျွန်တော်တို့ဟာဟုတ်မဟုတ်မှန်မှန်ကိုအစိုးရဟာတုံ့ပြန်ပြရမယ်ထုတ်ပြန်ပြရမယ်အဲ့ဒါလိုပဲ DINGO တို့မဟုတ် NGO ရဲ့လမ်းကြောင်းကိုလည်းလူလူကိုချပြပြရမယ်ပတ်စံကတန်းတရားရှိဘူး ။နော်တန်းရှစ်စစ်ကိုကိုရောအတွက်သုံးပြီးခါမှာနှစ်တန်းလောက်နဲ့တတိယမြေတန်း20လောက်နဲ့နော်ဒါ20%လောက်ကိုလူလူကို implement လုပ်တာမျိုးကျွန်တော်လည်းမှတ်ဆိုရနဲ့ MOU ထိုးထားတဲ့ IMGO တွေကိုတော့ကုညီမှုတွေပြန်လည်လှုပ်ဆောင်နိုင်ဖို့အတွက်ညှိနှိုင်းဆောင်ရွက်နေရလို့သိရပါဗျ။ကျွန်တော်ဖိုးတီရသတင်းပေးပို့ထားတာပါခင်ဗျာ။